န်းချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျောမနေ့ညကဒါမြန်မာစံတော်ချိန်အစောပိုင်းပေါ့နော်စစ်နိုင်45မှာဆင်ပြေကစားခဲ့တဲ့ဒီယာဒီရဲ့ကျွန်တော်အက်ကလစီကို၄ချိန်မြောက်ပွဲစဉ်အဖြစ်ကျွန်တော်တို့ကဘာစီလိုနာကွင်းမှာရေမရကဆင်ပြိုင်တဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်ကြည့်ခွင့်ရခဲ့တယ်ဒီပွဲစဉ်ကပြောရမဆိုရင်ဒီနေ့အက်ကလစီကိုပွဲစဉ်အားလုံးကလည်းတကယ်တမ်းကျတော့တကယ်ကိုအက်ကလစီကိုထပ်ပို့ပြီးတော့မှကျွန်တော်တို့ကဒီဖလားပွဲတွေအနေနဲ့တွေ့ခွင့်ရခဲ့တယ်နံပါတ်၁ဒီစပိတ်စပါကတ်မှာလည်းသူတို့နှစ်သင်းတွေ့တယ်ပြီးတော့မှတစ်ခါစပိန်ပြင်ဖလားဘလူးပွဲမှာလည်းသူတို့ထိတ်တိုက်ပြန်တွေ့တယ် ပြီးတော့မှအခုဆိုလာလီကနှစ်ချိန်ပေါ့နော်အားလုံးပေါင်း၄ချိန်ဒီပွဲကဒီလို၄ချိန်တွေ့တဲ့ပွဲမှာလဲပွဲအရင်ပွဲတွေကလည်းအားလုံးပွဲကောင်းတွေဖြစ်ခဲ့တယ်လို့ညကပွဲကလည်းပွဲကြီးပွဲကောင်းတစ်ပွဲထပ်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒါကပြောမှဆိုလဲနောက်ထပ်ဖလားတစ်လုံးရဲ့ပွဲပြောမှဆိုလာလီကာချန်ပီယံလူပွဲလို့တော့ကျွန်တော်ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဘာစီလိုနာကရေမရဲအထက်မှာ၄မှတ်ဖြတ်တာ။လာလီကာပွဲစဉ်ကအခုက၄ပွဲပဲကျန်တယ်။ဒီနေ့ပွဲမှာရေမရဲသာဘာစီလိုနာကိုနိုင်ခဲ့မယ်ဆိုရင်တမတ်กว่าနဲ့လာလီကာကလုံးဝ ားတစ်ပြန်ကြားတစ်ပြန်အနေထားဖြစ်လာမယ်။ကြီးရဲ့မျိုးလင်းချက်အားလုံးကလည်းပြန်လည်စင်တန်ခဲ့မယ်။ဒီလိုအနေထားမျိုးမှာဘာစီလိုနာကလည်းနောက်ပိုင်းပွဲတွေမှာပွဲချက်တွေပဲကစားမယ်။ဗီလာရီယဲတို့အစပညိုတို့တလက်တက်ပြပါဦးလုံးဝပွဲချက်တွေသာကစားရမယ်ဒီလိုအနေထားကရီရဲကလုံးဝမျိုးလိချက်စီလာတဲ့အနေထားမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့်လေဒီနေ့ပွဲမှာရီရဲဘက်ကကြည့်မယ်ဆိုရင်ဒူအောင်တိုင်းအနေနဲ့ပေါ့အသေးချေဒီပွဲမှာဖြစ်မနေအနိုင်ကမ်းမယ်ဆိုတဲ့သဘောမျိုးပြီးတော့မှသူတို့ရဲ့နီပြ ကိစ္စတွေပေါ့နော်။နီပြဒီနီပြကြီးအန်ဇလော့တီကလည်းဒီပွဲပြီးရင်ထွက်မယ်ဘာညာဒီသတင်းတွေကလည်းထွက်လာတယ်။နောက်ဆုံးကစားသမားတွေရဲ့စိတ်သက်ပိုင်းမှာဘယ်လိုမြင်မလဲဆိုတော့ဒီပွဲကိုငါတို့ကအနိုင်ခံပေးခဲ့မယ်။နီပြတွက်ဆိုတဲ့အတွေးတွေကလည်းသူတို့ကစီကောင်းစိနိုင်တယ်။ပြီးတော့မှအဓိကလာလီဂါရဲ့ဖလားကြီးမဖြစ်မနေဒါသူတို့ရဲ့မျိုးလင့်ချက်လည်းဖြစ်ခဲ့တယ်နောက်ဆုံးဖလား။ဒါပေမဲ့လည်းမင်းညာကပွဲမှာပထမပိုင်းမိနစ်20လောက်ထိရတော့ရီးမရစ်ကအကောင်းဆုံးကစားနိုင်တယ်။ဘာစီလိုနာကို2-0ဆိုတဲ့ရလဒ်နဲ့ဦးဆောင်နိုင်တယ်။ပထမကိုကျော်ကြည့်မယ်။ဒီကူမှာဆိုရင် ဘာစီလိုနာကဒီ highline ကစားတာ highline ကစားတာကဒီရဒီအားလုံးရဲ့လူတိုင်းရဲ့ပါဆက်ဖြားမှာစီးနေတယ်။လုံးဝကျွန်တော်က review bro ကစားနေအနေထားတယ်။ကြုံတာနဲ့ကျွန်တော်ကဂူပေးရမယ့်အနေထားတစ်ဖက်ကဖက်ကနဲ့ထွက်သွားတာနဲ့ကျင်းဒီပေါ့ဂူပေးရမယ့်အချက်မျိုးတွေဒီလိုအနေထားမျိုးမှာပထမဂိုးကတော့ဒါဒီလူကျွန်ထောင်ချောဖန်ကစားတယ်ဒါကိုအင်ပါပေးကလူကျွန်တဲ့အနေထားမျိုးမှာဘောလုံးကအင်ပါပေးစီမရောက်ဘဲနဲ့ကျွန်တော်တို့ရဲ့ဒီလူငယ်ကစားသမားလေးကုပါစီစီရောက်ကုပါစီကဘောလုံးထိမ့်သိမ့်တဲ့အမာကနေစပြီးတော့မှအင်ပါပေး ကဘောလုံးရတယ်ရရှိပြီးတော့မှဂိုးအီရီယာတဲ့ဝင်သွားတယ်ဒီချိန်မှာတည်းနဲ့ကျွန်တော်တစ်ချက်စိုးရိမ်မိတာကကျွန်တော်ရဲ့ကိုသမားဆက်စနီထွက်လာတယ်ဒါကဆက်စနီကကျွန်တော်မကြိုက်ဘူးလားဆိုတော့ကြိုက်တယ်ဒါပေမဲ့ तू ကအရန်လေးနေတဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရတယ်ဒါပွဲကြည့်တဲ့လူတော်များလည်းသိလိမ့်မယ်ဆက်စနီဒီပုံစံနဲ့ကျွန်တော်ပနတီတွေပေးနေတာလည်းမကြမကြကျွန်တော်တွေးခွင့်ရတယ် तू ကနည်းနည်းလေးနေတယ်ဒီလိုနေထားမှအင်ပါပေးရလဲအင်တာမားလေတဲ့ကစားသမားလို့လည်းပြောလို့ရတော့ဘူးနော်ဒါကြောင့်ပဲကျွန်တော်တို့ကအင်ပါပေးကိုဖောင်းဖို့ကျွလွန်လို့ဖြစ်ပြီးတော့ပနတီပေးရတယ်ဒီပနတီကိုနဲ့ပဲရေမရက်ကဥဆောင်တယ် ပွဲစပြီးတိတ်မကြခင်ပြီးတော့မှနောက်ထပ်တစ်လုံးဒီတစ်လုံးကလည်းကျွန်တော်တို့ရဲ့ဒီ highline တက်ဖိတာတဲ့အနေထားမျိုးကနေတစ်ဖက်ကမီနီစတာဂျူနီယာရဲ့လာပတဲ့ဒီဖန်နေမှုကနေပဲဒီအင်ပါပေးပဲဆွဲပြီးတော့မှထပ်ပြီးတော့မှနောက်ထပ်တစ်ကိုထပ်သွင်းတယ်ဒူးစီမိနစ်က60မိနစ်ပဲစီးတယ်ဒါဒီလိုအနေထားမျိုးတွေကကျွန်တော်တို့ကဘာစင်နာဖန်နေနေတွက်ကြတော့ဒါနည်းနည်းရိုးနေပြီကျွန်တော်တွက်ရင်မခုံတော့ဘူးဘာဖြစ်ငါတို့မှပြန်လာနိုင်တယ်ဆိုတဲ့စိတ်သက်ကစီးတယ် ဒီနေရာမှာပထမဆုံးကျွန်တော်စပြီးချီးကျူးချင်တာကဟန်စီဖီလစ်နဲ့ဒီကျွန်တော်တို့ရဲ့လူငယ်ကစားသမားတစ်သက်ကျွန်တော်တို့ဒီလိုပုံစံမျိုးတွေကြုံခဲ့ပြီးပြီအခုချန်ပီယံလီကနေကျွန်တော်ပြုတ်ခဲ့တယ်ဒီပုံစံပဲပေးကိုတွေများတယ်ပေးရတယ်ပြုတ်ခဲ့တယ်အရင်နှစ်တွေအများကြီးဟိုအရင်ကျွန်တော်တို့ဆွာရတ်တို့မက်ဆီတို့နေမာတို့စီးခဲ့တဲ့အချိန်တွေကနေစပြီးတော့မှကျွန်တော်တို့ကဒီလိုမျိုးဂိုးတွေအရင်စပေးခဲ့ရရင် PR တွေအောက်မှာဒါကြော်ပြောမဲ့ဆိုရင်ဒီနေမာထွက်ပြီးတဲ့နောက်ပိုင်းပေါ့နော်ဒီမက်ဆီဆွာရတ်ဒင်ထောက် ဆက်စစ်စကော20 21 20နဲ့ဒီလိုအချိန်တွေတော်တော်များများနှိပြပြောင်းလဲတယ်လေအများကြီးရှိတယ်ကစားသမားတွေလည်းအများကြီးပြောင်းလဲခဲ့တာရှိတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်တွေကဆိုရင်ကျွန်တော်တို့ကဒီလိုပေးကိုးတွေသာပေးလိုက်မယ်ဆိုရင်ကျင်းသေးပါဘူးကျွန်တော်ကပြန်မလာတော့ဘူး PR နဲ့ကစားတယ်အထူးသဖြင့်ဒီလိုအသင်းကြီးပွဲကြီးပွဲကောင်းတွေပေါ့နော်ချန်ပီယံလိလိုပွဲတွေအခုဒါပြောမှဆိုလာလီကာရဲ့ဖလားလူပွဲစတိုင်မျိုးဒီပွဲမျိုးတွေဒီလိုအနေထားမှနေကျွန်တော်တို့ကတူးစီးဆိုတဲ့ရလတ်မျိုးပေးပြီးရင်ပြန်လာဖို့ဆိုတော့တော်တော်လေးခဲရင်တာပါဆင်လား ီချိန်မှာရင်းမတ်ကလည်းအကောင်းဆုံးသူ့ရဲ့ပုံစံအနေထားမှာမရှိပေမဲ့လည်းဒီနေ့ပွဲမှာတော့အကောင်းဆုံးစတိုင်နဲ့ပွဲကိုစတင်ပြီးတော့မှစိုးမိုးတယ်။ဒူစီရလန်နဲ့အနိုင်ယူထားနိုင်ခဲ့တယ်။ဒါပထမပိုင်းမိနစ်20အနေထား။ဒီနောက်မှာမှဘာစီလိုနာကဇက်တိုက်ဆိုသလိုလုံးဝကျွန်တော်ဟိုနာပြောသလိုပေါ့နော်။စိတ်တက်ပိုင်းလုံးဝမပြိုလဲဘူး။ဘေးချိန်ဘလိုပဲကိုပေးထားပါစေ။ဒီကစားသမားတွေရဲ့စိတ်တက်တယ်ပြောမှဆိုဒီကျွန်တော်ချန်ပီယံလီးမှာဆုံးပြီးတော့ထွက်လာတယ်ကျွန်တော်အဲ့ဒီချိန်ကတော့ကျွန်တော်ကတခုပဲမျောလင်းခဲ့တာကျွန်တော်ကစားသမားတွေ ဒီစုံနှိမ်ချင်းရဲ့ရလက်ပေါ့နော်ခန်းစားမှုတွေနဲ့ဒီ geometric ပွဲမှာအကျိုးမသက်ရောက်ဖို့အတွက်ပဲကျွန်တော်ကညွန်လေးမိခဲ့တာ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ fan တွေအနေနဲ့တောင်ဒီစိတ်ခန်းစားမှုကစိနေခဲ့တာလေ။ကစားသမားတွေပွဲထဲမှာကန်တဲ့ကစားသမားတို့လည်းအနေနဲ့များစိနေမှာပဲ။ဒါပေမဲ့လည်းကျွန်တော်ရဲ့ကစားသမားတွေကလုံးဝလက်ဖြာခါရောရင်ကျက်တဲ့ပုံစံမျိုးမှတွေ့ရတယ်။အသက်အရွယ်ပိုင်းအကြီးမဲ့ဆိုတကယ်လူငယ်တွေကြီးပဲ။ဒါနဲ့ပဲကျွန်တော်တို့ပြန်လာနိုင်ခဲ့တယ်လို့ပြောလို့ရတော့မနော်။ဒီ2စီးဆုံးတယ်ပြီးတော့မှ Z type ဆိုသလိုကျွန်တော်တို့ကပထမပိုင်းမှတွင်၄ခု စတိုက်သွင်းခဲ့တယ်။ဒီလေးကိုကြည့်ရမယ်ဆိုရင်ဒါကျွန်တော်တို့ရဲ့ဟိုကစားသမားကောင်းတဲ့ဒီကစားသမားကောင်းတယ်လို့ပြောလို့ရပေမဲ့လေကျွန်တော်တို့ဒီနေရာမှာမေ့ပြစ်လို့မရတဲ့ကစားသမားတယောက်ရှိတယ်။ဒါကတော့ကျွန်တော်ရဲ့ဒီ Fernando Torres ကိုတိုင်းကိုပါဝင်ပတ်သက်မှုတွေရှိခဲ့တဲ့ကစားသမားကြီးလိုက်ရင်သာသူကဒီဘာမှမဟုတ်ဘူးကိုမသွင်းအောင်ကန်သွင်းချက်လွဲနေတယ်ဒီလိုအနေထားဆိုပေမဲ့လေ လုံးဝလက်ရှိကျွန်တော်တို့လီမိုနော့စကီမရှိတဲ့နေရာမှာသူအလုံးဝအကောင်းဆုံးအစားထိုးပေးနိုင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အစားထိုးမှုကလည်းတကယ်အမခံဒီနေ့ပွဲမှာကျွန်တော်တွင်းခဲ့ရတယ်။ပထမကိုခြေပောက်ကိုကျွန်တော်အဲလစ်ဂါစီယာသွင်းတဲ့ကိုဒီကောကျွန်တော်တောက်ကန်ဘောကနေလာတဲ့အလုံးဖာနန်တိုရက်ကအသားလေးပြန်လှန်ပေးလိုက်တဲ့အနေထားအဲလစ်ဂါစီယာကအပိုင်ပိတ်သွင်းပြီးတော့မှပိုင်ခေါတိုက်သွင်းပြီးတော့မှကျွန်တော်တို့ပထမကိုခြေပောက်ကိုရတယ်။ဒီခြေပောက်ကိုရပြီးတိတ်မကြခင်မှာကျွန်တော်ဒုတိယကိုထပ်ရတယ်။ဒီကောကျွန်တော်လူငယ်ကစားသမားလာမရမှာကန်တဲ့ကိုဒီကောကိုကြည့်မယ်ဆိုရင်လည်း တော်ကွင်းလေကစားသမားပက်ထရီနဲ့ဖာလန်တော်ရဲ့အတွေ့ပရီကအတွင်းနဲ့ဆွေးမြောတော်ရက်ကိုပေးတယ်တော်ရက်ကတခါလာမင်းရမာကိုပေးတယ်ဒီနေရာမှာကျွန်တော်လက်ဖြာခါလောက်ဆရာလာမင်းရမာရဲ့ကန့်သွင်းချက်ဝေးဝိုက်ပြီးတော့မှအချင်းတော်တွေကိုလန်ကန့်တာတကယ်လို့လာတဲ့ကန့်သွင်းချက်တွေဒီကန့်သွင်းချက်မျိုးတွေလာမင်းရမာစီမှာကျွန်တော်ဇက်တိုက်တွေ့ရတယ်နောက်ပိုင်းပွဲတော်များပြီးတော့အင်တာနက်ပွဲမှာတွေလည်းဒီပုံစံတိုင်းသူကန့်တာတကယ်ကိုတိကျတဲ့ကန့်သွင်းချက်ဘာကြောင့်ဆိုရေကိုသမားရဲ့အရက်မောင်ကိုကြောကြည့်မယ်ဆိုနေတဲ့ရက်မောင်မဟုတ်သူ့ရဲ့ဒီဓာတ်ပြက်နိုင်စွာသူ့ရဲ့လက်တန်စင်မှုတွေက တုံတောင်ကန်ခတ်တဲ့ကိုယ်သမားမျိုးဒါပေမဲ့လည်းလာမေးရမှာလလပပလေးကန်သွင်းပြီးတော့မှကျွန်တော်တို့ခြေပါကိုတူတူဆိုရရလည်းဖြစ်လာဒီနောက်မှာကျွန်တော်တို့ရဲ့ရာဖိညာရာဖိညာရဲ့ဂိုးမှသာဖာနန်တိုရာကပါမပတ်သမှုမရှိဘူးဒီကွင်းလက်ကနေကျွန်တော်တို့ဘောလုံးပြတ်တဲ့လုံးပက်ထရီကဆွဲပြီးတော့မှရာဖိညာစီပေးတယ်ရာဖိညာကပိတ်သွင်းပြီးတော့မှကျွန်တော်လလပလေးပိတ်သွင်းပြီးတော့မှဦးဆောင်ကိုရရှိစေခဲ့ဒီနောက်မှာရာဖိညာရဲ့နောက်ထပ်တကူလေးဂိုးမြောက်ဖြစ်တဲ့ဂိုးမှကြည့်မယ်ဆိုရင်လည်း ဒီတစ်ဖက်ခန်းစစ်ကစားသမားရဲ့ဒီနေကွေးမှုကိုအခွင့်အောင်ယူပြီးတော့ရာဖိညာအတင်းဘောလုံးဝင်လူတယ်လူပြီးမှဖာလန်တော်ရာကိုပေးတယ်တော်ရာကနေမှတဆင့်ရာဖိညာစီပြန်ချိုးပြီးတော့ရာဖိညာအပိုင်ပိတ်သွင်းပြီးတော့မှကျွန်တော်4-2ဆိုတဲ့ရလတ်နဲ့ပထမပိုင်းပြီးဆုံးခဲ့ဒီမှာဦးဆောင်တယ်ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်ဝင်ကို3ကိုပါဝင်ပတ်သက်မှုဖန်တီးမှုကဖာလန်တော်ရာတကယ်တော့ပွဲပြီးတဲ့နေနာနေထားမှကြည့်မယ်ဆိုရင်ရာဖိညာအကောင်းဆုံးကစားသမားဆူရစီခဲ့တယ်ကျွန်တော်ဒီလူငယ်ကစားသမားလေးလာမယမရဲ့ဂိုးကဒါလူအများရဲ့ပါဆက်ဖြားမှတွင်ကျဲခဲ့တယ်ဆိုပေမဲ့လည်း ျွန်တော်အမေလျော်ကန်ကစားသမားဖြစ်နေတာဖာနန်ဒိုရာဒါဒီနေ့ပွဲမှာသူချီကျူးထိုက်တယ်ချီကျူးသင့်တယ်လို့ကျွန်တော်မြင်မိတယ်ဒါနဲ့ပထမပိုင်းကကျွန်တော်4-2ဆိုတဲ့ရလနဲ့ပြီးဆုံးတယ်တကယ်လို့ဒါဘာစီလိုနာသာဒီနေ့ပွဲကိုကျွန်တော်ပြောချင်တာကသူရဲ့ချန့်နေပြီးတော့မှပယ်ဖြက်ကန်ထိခဲ့တဲ့ဒုတိယပိုင်းကဒီတင်ကုန်နကိုရဲ့ပြီးတော့မှရာဖိညာရဲ့ဒီနောက်ထပ်ဖြစ်နိုင်ရာဖိညာဒီနေ့ပွဲမှာသူဟတ်ထရစ်တော့မကောက်ဂိုးတွေအများကြီးတော့ရသွားနိုင်တဲ့အနေအထားမျိုး ဒါတွေကိုသာကျွန်တော်တို့ကသုံးချနိုင်ခဲ့မယ်ဆိုရင်ဘာစလိုနာဒီနှစ်ပွဲမှာအ ਨੇ စုံခုနှစ်လုံးလောက်ထိပြတ်သွားနိုင်တဲ့အနေအထားမျိုးဖြစ်နိုင်တယ်။အလောက်ထိစီးခဲ့တယ်။ရာဖီညာဒုတိယပိုင်းမှာလည်းဇက်တိုက်ရတယ်။ဒီလိုနဲ့ကျွန်တော်ပထမပိုင်းပြီးဆုံးတယ်ဒုတိယပိုင်းပြန်ဆတော့ဒီနေရာမှာရင်းမဲ့ကအပြောင်းလဲတွေလုပ်တဲ့လူကမိုဒယ်တို့ဘာလို့ဝင်လာတယ်။ဘာကြောင့်လဲဆိုတော့လေ तू ကမဖြစ်မနေလောကဒီနှစ်ပွဲကိုအနိုင်ကစားရမယ်။အနိုင်ဆုံးတရေလောက်ထိသူကစားရမယ်အနေအထားမျိုးဒီလိုအနေအထားရေကမဖြစ်မနေကစားတယ်ဒါပေမဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးတော့ကျွန်တော်တို့အမှတ်တိုင်းချီးကျူးရမှာဆိုတော့ဘာစီလိုနာထက်ရင်းမက်ကကစားပုံပိုပြီးတော့မှကောင်းလာတယ် ပို့ပြီးတော့မှတည်သားလာတယ်ဒီဘာစီလိုနာရဲ့ highline ကစားသမားတွေရဲ့ဒီကျွန်တော်ခန်းစစ်ကစားသမားတွေရဲ့ဂျားတွေကနေပေါ့နော်ဒီကွာဝေးဂျားတွေကနေဒီအင်ဘာပေရဲ့လောက်အားတယ်ဒီဂေကိုချီချူတိုက်တယ်အင်ဘာပေရဲ့အင်မတာကောင်းတဲ့ကစားသမားဒါတွေကိုဒါတွေနဲ့ပဲဂျင်မတ်ကလည်းဘာစီလိုနာကိုကောင်းကောင်းကြီးဒုက္ခပေးတဲ့အကောင်းဆုံးလဲကစားနိုင်ခဲ့တယ်ဒါပေမဲ့လည်းစုံသက်မှာတော့သူတို့ဘယ်လိုလဲမျောမှန်းထားတယ်ရလမျိုးမထွက်လာဘူးနဲ့ဘာစီလိုနာကပဲပွဲကိုထိုင်းချုပ်ကစားပြီးတော့မှဘလိုလဲကျွန်တော်တို့အနိုင်ရလက်ကိုဖော်ဆောင်နိုင်ခဲ့တယ်ဒုတိယပိုင်းမှာထပ်ကြည့်မယ်ဆိုဘာစီလိုနာနောက်ထပ်သွင်းခွင့်တော့ကိုသွင်းသေးတယ် ဒါကကျွန်တော်တို့ပထမဒီဒုတိယပိုင်းစပြီး50မိနစ်မှာရာဖိညာဆွဲထွက်သွားပြီးတော့မှခင်းပေးတဲ့အလုံးကိုရာမိညာမာကသွင်းတယ်ဒါပေမဲ့လည်းဒီဂိုးကကျွန်တော်တို့လူကြုံပေါ်ရာဖိညာစပြေးတဲ့လူကြုံတဲ့အနေထားကနေဖြစ်တဲ့အတွက်လူကြုံပေါ်ဖြစ်ပေဖြတ်ကန်ထိတယ်နောက်တော့ရေမက်တစ်ကတလုံးထပ်သွင်းတယ်ဒါကလည်းကျွန်တော်တို့ခုနပြောသလိုပေါ့ဒါကကျွန်တော်တို့ရဲ့ခန်းစစ်ကစားသမားတူကြီးအမားတွေတော့ဒီနေ့ပွဲမှာကျွန်တော်တို့မြင်တွေ့ခွင့်ရခဲ့တယ်ဒီတူကြီးအမားကနေပဲကျွန်တော်တို့ကပေးခိုးတွေထပ်ပေးခဲ့ရတာပေါ့နော်ဒီဂိုးကိုကြည့်မယ်ဆိုရင်မာတီနက်ရဲ့အမား ဘောလုံးကတစ်ဖက်ချမ်းမှာလုံးဝကြက်တဲနေတဲ့အနေထားဒီလိုအနေထားမျိုးမှာမာတီနက်စီဘောလုံးကပြန်ရောက်လာတယ်ဒီဒီဘောလုံးကိုမာတီနက်ကကျွန်တော်ဂိုးသမားကိုပေးလို့ရတယ်ဒါမှမဟုတ်ညာဘက်ခြံကိုလမ်းကန်ပေးလို့ရတယ်ဒါပေမဲ့လည်းဒီကြက်နေတဲ့အထဲကိုပဲသူကထပ်ပြီးတော့ထိုးထည့်တဲ့အနေထားကနေစပြီးတော့မှကျွန်တော်ကဘောလုံးအပေးမားကနေဒီကီလီယန်အမ်ဘာပေးစီဘောလုံးရောက်ပြီးတော့မှကီလီယန်အမ်ဘာပေးကအကောင်းဆုံးအသုံးချပြီးတော့မှဘာစီလိုနာကိုဒါတက်တရသွင်းကိုသွင်းခဲ့တယ် ဒါပြောမှဆိုကီလီယန်အမ်ပါပေကဘာစီလိုနာကိုကျွန်တော်တို့ PSG ကစားသမားအနေနဲ့လည်းဟတ်ထွက်သွင်းနိုင်ခဲ့ပြီးတော့မှအခုဆိုရင်ရေမရစ်ကစားသမားအနေနဲ့ပါဟတ်ထွက်သွင်းနိုင်ခဲ့ပြီတကယ်တည်းကောင်းတဲ့ကစားသမားအမ်ပါပေကိုပဲကျွန်တော်တို့က highlight ကနေစားပြီးတော့မှတော်တော်လေးကိုထိုင်းနေရတဲ့အနေထားဒါနဲ့ကျွန်တော်တို့ကစက်ကစားနေရတဲ့ကျွန်တော်တို့4-3ဆိုတဲ့ရလဖြစ်လာတယ်ဒီနောက်မှာတော့ဘာစီလိုနာကတခါပွဲပြီးကနေမှဇက်တိုက်ရေမရစ်ရဲ့ဖိအားပေးခြင်းကိုခံနေရသည့်တိုက်အောင်နောက်ပိတ်ဆုံးကျွန်တော်တို့ကနောက်ဆုံးမိနစ်ကြောက်ခဏလေးလေးမှာနောက်ထပ်တကူထပ်ရရှိခဲ့တယ်ဒီကူကကျွန်တော်ရဲ့လူငယ်ကစားသမားလေး farming လို့ပတ် ဒီညကျွန်တော်တို့ရဲ့ညဘက်ခြံကနေအတင်းလုပြီးတော့မှဆွဲဝင်ပြီးတော့မှဂိုးတွေဝေးဝိုက်ပြီးတော့မှကန်သွင်းခဲ့တဲ့ကိုအင်တန်လာတဲ့ဂိုးလေးတွေကိုဒါပေမဲ့လည်းဒီဂိုးကလည်းလက်ထိပ်ပေါ်အနေနဲ့ကျွန်တော်တို့ကပယ်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ဒါနဲ့ပဲ DLF 43ဆိုတဲ့ရလနဲ့ပဲပွဲကပြီးဆုံးတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်ထပ်ပြီးတော့မှပြောချင်သေးတာကကျွန်တော်ရဲ့ဒီဒန်လူကြီးဒန်လူကြီးရဲ့ကိစ္စတွေကတော်တော်လေးကိုစဉ်းစားခက်လာတယ်။နောက်ပိုင်းဘာစီလိုနာပွဲတွေကိုကျွန်တော်ကြည့်နေတဲ့အနေထားမှာဒီဒန်ဒီရဲ့ဆုံးဖြတ်ချက်တွေကလည်းဘာစီလိုနာအတွက်နှစ်နာစရာတွေဖြစ်လာတယ်။ ။ဘာကြောင့်ဆိုတော့ကျွန်တော်အင်တာမီလန်ကိုဆုံးသွားတဲ့ပွဲ3-2နဲ့ကျွန်တော်တို့ကပြန်နိုင်နေပြီ။ဒီလိုအနေထားမျိုးမှာပွဲပြီးကန်ဒီမှာကျွန်တော်တို့ခြေပောက်ကိုပေးရတယ်။ဒီကိုကတဘာဆူနာကိုမလိုတဲ့လူတွေတော့ကြတော့ပြောတဲ့ကွန်မန့်တွေကျွန်တော်တွေးပါတယ်တော်တော်များ။ယောက်ျားချင်းကစားနေတာပါ။ဘာဆိုင်လို့လဲဘာညာပေါ့နော်။ဘောလုံးစစ်လူတဲ့အနေထားမှာဘာဘာဖြစ်နေညာဖြစ်ဒါပေမဲ့ဒီကိုကိုကျွန်တော်ကျင်းတယ်ပေါ့ကျွန်တော်ပြောရတာကဂျရမတင်ကဘောလုံးဥရတဲ့အနေထား ဘောလုံးကိုအစ်စ်ကိုဆက်ဆွဲမယ်ဆိုတဲ့အလုံးကိုတဖက်ဒန်ဖီလစ်ကတတ်နေပြီးတော့မှဘောလုံးယူသွားတဲ့အလုံးတေချာနေခွားနဲ့ကျွန်တော်ပြန်ကြည့်လို့ရတယ်ဒါပေမဲ့ဒန်ရဲ့ဆုံးဖြတ်ချက်ကလောကဖော်မမတတ်မှတ်ဘူး VR တော့မကြည့်ဘူးနဲ့ကျွန်တော်တို့ပေးခဲ့တဲ့ကိုဘာစီလိုနာတော့အရန်ကိုနှစ်နာလေဒီချီပါကိုကနေစပြီးတော့မှကျွန်တော်အချိန်ပိုဆက်ကစားနေတယ်ဘာစီလိုနာကသူ့ရဲ့ဒီဖလာတော်လို့အိမ်မဖြစ်တဲ့ချန်ပီယံလိဘောလုံးပွဲကိုမတက်နိုင်ဘူးနဲ့စီမီဆင်းရနေပဲပြန်လဲလာဒါပထမတစ်ချက်ဒိုင်ရဲ့အဲ့ဒီပွဲမှာကြည့်မယ်ဆိုတော့ဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားတော်တော်များကိုတွေ့ခဲ့ရတယ် ပြီးတော့ဒီနေ့ပွဲဒီနေ့ပွဲမှာဆိုကျွန်တော်ဆိုဘလောက်ထိထင်သွားလဲဆိုတမင်သက်သက်နဲ့ပဲဘာစလိုနာကိုပြီးတယ်ကွာလောက်တယ်ကွာဆိုပြီးတော့မှလုံနေသလားလို့တော့ထင်ရတဲ့အနေထားတွေဖြစ်လာတယ်။ဘာကြောင့်ဆိုတော့နံပါတ်1ဒီကီလီယန်အမ်ဘာပေကျွန်ပထမပိုင်းကျွန်တော်တို့ဒီ4 3 2ဖြစ်နေတဲ့အနေထားမှာကီလီယန်အမ်ဘာပေပက်နတီတလုံးတောင်းနေတယ်။ဒီပက်နတီအလုံးဆိုကြည့်မယ်ဆိုရင်ကီလီယန်အမ်ဘာပေကဒါလူကျွန်လုံးမှာကျွန်တော်ကပက်နတီအဖြစ်မသတ်မှတ်ပေးတာ။ Frankie ဒီကြောင့်လူဝင်လူရင်နဲ့ကီလီယန်အမ်ဘာပေနဲ့ဝင်လူတဲ့အနေထားမျိုးမှာကီလီယန်အမ်ဘာပေကို form ကျူးလွန်နေဆိုပြီးတော့မှဒါလူကြီးကပက်နတီသတ်မှတ်တယ်။ အဒီနေထားမှာကျွန်တော်ကလူကြုံဘောအဖြစ်နဲ့အရင်မိတာလို့ပါမဟုတ်ခဲ့ကျင်းနေပါဘူးကျွန်တော်ပဏတိပေးရမှာတကယ်တော့အနေပြခွက်တွေပြန်ကြည့်တဲ့အနေထားမှာ Frankie ဒီကြောင်အင်ဘာပေးစီမှာဝင်လူတာမှန်တယ်ဒါပေမဲ့အင်ဘာပေးရဲ့ခြေတော်လုံးဝမထိဘူးသူခြေတော်ထွက်သွားပြီးတဲ့အချိန်မှာဖက်ခနဲ့ပြန်ရုပ်တဲ့အနေထားအင်ဘာပေးလုံးဝတိုင်မထိုးတဲ့လုံမျိုးဒါကိုဒိုင်လူကြီးကပဏတိသတ်မှတ်တယ်တကယ်ဆိုရင်ဒီလုံးကလူကြုံတို့သူပဏတိပယ်ဖြတ်သည့်တိုင်အောင်အင်ဘာပေးကလုံးဝဟန်ဆောင်လက်ချမှုအနေနဲ့ဝါကပြလို့ရခဲ့တယ် ဒါကိုပြသခြင်းမရှိဘူးနံပါတ်1ကျွန်တော် dilute နေရာမှာတစ်ချက်ပြောခြင်း ਨੇ ပြီးတော့မှကျွန်တော်တို့ဒီဆူမာနီရဲ့လက်ထိပ်ပေါ်ဒီလုံကလည်းကျွန်တော်တို့ဒီ5 53ဖြစ်မဲ့လုံပေါ့နော်ဒီလုံကိုကြည့်မယ်ဆိုရင် Fernando Torres ကန်တာဂိုးနားမှာတကယ်ကိုအပိုင်ပိတ်သွင်းတဲ့ကပ်တင်ချက်ဒါဂိုးနားမှာမတော်တဆထိတာဆိုတော့ကျွန်တော်လက်ခံပေးလို့ရတယ်သူတို့ဒီ Rodri ကနေကြည့်ရမယ်ဆိုရင်တော့ဒါကပေးတင်တယ်ဒါမပေးတင်ဆိုကျွန်တော်လက်ခံပေးလို့ရတယ်ဒါပေမဲ့ဒီလုံကြီးအနီးကပိတ်သွင်းတဲ့အလုံး ။ဆူမန်ရဲ့နောက်မှာကျွန်တော်ဂူသမားပဲကြံ့တယ်။ကျင်းသီးပေါက်ဘာမဆိုဖြစ်သွားနိုင်တဲ့လောက်ဂူတွေကိုလန်းကတ်နေလို့ဆူမန်ရဲ့လက်ဒီလိုနေရာမျိုးမှာထိတယ်။ဒါပေမဲ့ဒိုင်လူကြီးကဒါကိုတွေ့တယ်မြင်တယ်မပေးဘူး။နောက်ပတ်စကူစားသမားတွေစောကတန့်ကြည့်လို့ဖီကတော့ကြည့်တယ်ပြန်လာတယ်။မပေးဘူးမပေးဘူးကွာဒီလိုစတိုင်မျိုး။ဘာတတ်နိုင်လဲ။တကယ်ကိုရုပ်ပေါက်လွန်တဲ့အလုံးလုံးဝကျင်းသီးပေါက်ကျွန်တော်ပနတိမြင်တယ်ဒီလောက်။မဖြစ်မနေပေးရမယ့်လုံးမျိုး။ဒါပေမဲ့မပေးဘူး။ ကဲဆူမာနီလက်တင်ညာမှာထိတယ်မရည်ရွယ်ပဲထိတယ်မပေးဘူးသူပြောတယ်ဒါဆိုရင်နောက်ဆုံးမိနစ်မှာကျွန်တော်သွင်းသွားတဲ့ဒီလူငယ်ကစားသမားလေးဖာမင်းလိုပတ်ရဲ့ကိုဘယ်လိုပြောမလဲဒီကိုကဖာမင်းလိုပတ်ဘောလုံးသွက်ယူတယ်ဆင်လူတဲ့အနေထားမျိုးမှာလက်ထိပေါ်မတော်တဆအနေနဲ့ထိတယ်ဘာမှဘောလုံးဆင်လူတဲ့နေမှာအကျိုးသက်ရောက်မှုမရှိတဲ့လက်ထိပေါ်မျိုး ဘာမှကြိုးစားရမှာမဟုတ်ဘောလုံးသူဦးနေပြီသူပဲချမ်းမရောက်နေပြီဒါပေမဲ့သူအဲ့ဒီချိန်လေးမှာလက်မဆူတော့ထိတယ်ဒီလိုနေဒါမျိုးကထိတယ်ဒါပေမဲ့ထိတဲ့ဘောလုံးကနေဇက်တိုက်ဆိုသူဒီကစားသမားလေးကဘောလုံးကိုဇက်တိုက်ဆွဲလာတယ်လူနှစ်ယောက်သုံးယောက်ထပ်ခေါက်တယ်ဒီအတွင်းထဲဆွဲဝင်တယ်ပြီးတော့မှညာချင်းနဲ့လက်လာပါလေးကန်သွင်းတဲ့လုံးဒီကိုကြတော့ဘာကြောင့်လက်ထိဖို့ဖြစ်ပြန်ပြီးတော့မှပယ်ဖြတ်တာလဲဒိုင်ကဘာတွေလောက်တာလဲဒါကကျွန်တော်ကျွန်တော်ပြောမှဆိုရင်တော့နည်းနည်းလေးဒိုင်ရဲ့ဆုံးဖြတ်ချက်တွေကတော့ နည်းနည်းလေးမမြတောက်လို့တော့မြင်မိတယ်ဒါရဲ့အမားတွေလို့လည်းမြင်မိတယ်ဘာဖြစ်ပါဆူနာကတော့ဒီယာဒီမှာအကလစီကိုထိုက်တိုက်တွေ့ဆုံမှု၄ချိန်ပါ၄ချိန်စလုံးရင်မရစ်ကိုအပြတ်သားအနိုင်ရရှိတာနိုင်ခဲ့ပြီဒါက၄ချိန်လို့ပြောတာကျွန်တော်တို့ကဒီယာဒီချိုခြေစံပွဲတစ်ပွဲပါထပ်ပေါင်းမှာဆို၅ချိန်၅ချိန်မှာကျွန်တော်တို့ကသွင်းကိုအနေနဲ့ဆက်စစ်ကိုသွင်းပြီးတော့မှပေးကိုအနေနဲ့စစ်ကိုထိပဲပေးခဲ့တယ်အပြတ်သက်နဲ့ကိုဒီနှစ်မှာရင်မရစ်ကိုဘာဆူနာကအနိုင်ပိုင်းနိုင်ခဲ့တယ် ဖလားအနေနဲ့ကြည့်မယ်ဆိုရင်လည်းဒါလာလီကာပွဲဒီညပွဲကဒါဖလားပွဲတစ်ပွဲလို့ကျွန်တော်ပြောလို့ရတယ်ဘာဆိုတော့ကဘာကြောက်ဆိုတော့ဂျန်နဲ့လာလီကာ၃ပွဲမှာရမန်နံမတ်ပဲရတာ ਨੇ ကိုဖလားကအော်တိုရပြီဒါကြောင့်ဘာစီလိုနာကဂျေမတ်ဒီစင်ကနေဘူးဆိုဖလား၃လုံးပြည်တွင်းဖလား၃လုံးလို့ရယူနိုင်ခဲ့ပြီဖြစ်တယ်ဘာစီလိုနာဖန်နေရောဒီညပွဲပေါ်ဘလို့မြင်မိလဲဘေကစားသမားတွေကဘာတွေလိုအပ်ချက်စီမှာဒီဒိုင်ရဲ့ဆုံဖြတ်ချက်တွေကဘာတွေအမယူစီကလဲဆိုတော့ကျွန်တော်ကွတ်မှတ်လေးဒီမှာမှတ်ချက်ရေးသွားကြဖို့တော့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုထူးပဲကျေးဇူးတင်စီပါတယ်